ဒါကတော့ဝေးရောက်မန်းသူမန်းသားတွေအတွက်ချစ်ချိုစုပန်းစစ်ခေါက်ဆဲကိုရည်ပြထားတာပါပန်းစစ်ခေါက်ဆဲလို့ပြောလိုက်ရင်မန္တလေးမှာမပါမဖြစ်ဆိုင်နေတဲ့မှာချစ်ချိုစုပါပါတယ်ပန်းစစ်ခေါက်ဆဲရဲ့ထုံးစံအတိုင်းပေါ့နော်အဲချက်သားရဲ့ကိုရဲ့ရွှေရွှဲရဲ့ကိုအဓိကဦးစားပေးပြီးတော့တုတ်ထားတာပါချိုစုမှာဆိုရင်ကိုရီနဲ့ဘုံမှာပေါ့နော်ရှမ်းစန်စည်းစန်ကြာဂျုံရပါတယ်တချို့ကတော့ကိုရီမပါပဲအချောက်တုတ်ကြပါတယ်ဒါပေမဲ့များသောအားဖြင့်ကကိုရီရွှဲရွှဲနဲ့စားကြတာပုံများပါတယ် သူစီမှာဆိုရင်ဒီရှမ်းနေစံများတွေစံစည်းတွေအပြင်ကြက်ရိုးတုပ်ပေါ့နော်ကြက်နှစ်ကြက်သေးတုပ်ဒီပါရီလည်းရပါတယ်။ဒါကတော့ရှမ်းက6တုပ်ပါ။ကြက်တုပ်မျိုးစီချက်မွေးထဲတယ်နန်းစီမွေးထဲတယ်ညဘဲတောင်းထဲတယ်စားရည်ထဲတယ်ပိငက်များကြီးအကျဲထဲပါတယ်။ပြီးတော့ကြတော့မုန်းကြကြော်လေးနဲ့ကြက်တုပ်မိတ်ကလေးနဲ့ထဲပါတယ်။ဆိုင်နေရလေးကတော့83လမ်းနဲ့33လမ်းတောက်မှရှိပါတယ်။တကယ်လို့မန်လေးကိုရောက်ရင်ပန်းလေးခေါက်ဆဲကိုစားကြည့်ကြပါရှင်။ သူခေါက်ဆက်တုပ်ပုံကပေါ့နော်ရိုးရိုးရှမ်းတုပ်ကင်းနဲ့မတူပန်နဲ့ကော်ရီရွှရွှဲလေးနဲ့တုပ်ထားတာပါမန္တလေးမှာဆိုရင်ခေါက်ဆွဲတွေထဲမှာပန်းတိတ်ခေါက်ဆွဲရလဲနာမည်ကြီးပါတယ်